Hello အားလုံးပဲမင်္ဂလာပါမမအီးရဲ့ cooking blog ကနေကြိုဆိုပါရရှင်ဒီနေ့မမအီးကပြည်ချင်းငါးကိုခဲငင်လေးလေးနဲ့ချက်ပြမှာပဲဖြစ်ပါတယ်အရင်ဆုံးကျွတ်သွန်ဖြူနီထောင်းထားတာလေးကိုစီးတက်လိုက်ပါမယ်နော်စီးတက်နံလေးမွှေးလာပြီဆိုရင်တော့ခဲငင်လေးညှက်ထားတာလေးကိုထည့်လိုက်မယ် ပြီးရင်ခင်းကျင်သီးလေးတွေကိုကြေဝါတဲ့အထိပေါ့နော်ချက်ပေးပါမယ်ရှင်။ခင်းကျင်သီးလေးတွေဣသာပြီဆိုလို့ရှိရင်တော့အချူငန်လေးထည့်ပါမယ်။အချူမှုရဲ့စက်သားမှုရဲ့ငပြရဲ့ကိုအနှဲငယ်စီသုံးထားပါတယ်။ခင်းကျင်သီးလေးတွေလုံးဝလိပ်သွားပြီဆိုတော့မှပြေးချင်းငါ့ကိုထည့်လိုက်ပါမယ်နော်။ပြီးရင်အရသာလေးနှံ့သွားအောင်မှုလိုက်ပါမယ်ရှင်။ပြင်းမြူးသီးစင်းလေးထည့်မယ်၊မှုသွားအောင်လို့နနမင်းလေးထည့်ပြီးချက်လိုက်ပါမယ်နော်။ ြည်ကြီးကချက်တဲ့နေရာမှာလေပြည်ကြီးကအစိမ့်မချက်နဲ့တော့အစိမ့်ချက်တဲ့ခါကြလို့ရှိရင်သူကရေဒီအများကြီးထွက်ပြီးတော့ရေခမ်းတဲ့ထိဆိုရင်အကြာကြီးချက်ရတယ်ပေါ့နော်အဲကြရင်ပြည်ကြီးကအကြာကြီးချက်လိုက်တဲ့အတွက်ကြောင့်ပြည်ကြီးကမာပြီးတော့စားလို့မကောင်းဘူးပေါ့နော်အဲဒါကြောင့်မို့ပြည်ကြီးကအရင်ဆုံးပြုတ်လိုက်ပါပြုတ်ပြီးလို့ရှိရင်ပေါ့နော်ချက်တဲ့ခါကြလင်းသူကရေလည်းမထွက်တော့ဘဲနဲ့ခဏလေးပဲချက်ရရတယ်ပေါ့နော်အဲကြရင်ပြည်ကြီးကရဲ့အသားလေးကလေးထုတ်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 လေးနဲ့အရန်စားလို့ကောင်းပါတယ်ရှင်